ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဘုတ်နဲ့အမ်ပီယာအကြောင်းဆွေးနွေးချင်လို့အော်ဘုတ်ဆိုတာဖြစ်စီပစ္စည်းတိုင်းဖြစ်တယ်ဒီတက်ခဲတွေမှာရှိတယ်ကျွန်တော်အိမ်မှာသုံးတဲ့ battery ကြီးတွေမှာလည်းဘုတ်တွေရှိတယ်အဲ့တော့အမ်ပီယာကြောင့်ဘယ်လိုလဲဆိုတော့အဲတော့ဟိုစတင်လေ့လာတဲ့ဝါသနာရှင်တွေနဲ့အမ်ပီယာကိုနားလည်အောင်ခက်တယ်အဲ့တော့အမ်ပီယာကိုဘယ်လိုဖြတ်တိုင်းလို့ရလဲဆိုတော့ဒီလိုတက်ခဲအသေးလေးဆိုရင်အမ်ပီယာဘယ်လောက်ရှိတယ်ဆိုတာသိတယ်အဘုတ်နဲ့အမ်ပီယာနဲ့မျှောက်လိုက်ရင် watt ဖြစ်တယ်အခုကျွန်တော်ဆွေးနွေးချင်တာက watt အကြောင်းဖြစ်တယ် ဖုန်းနဲ့အမ်ဘီယံနဲ့မျှောင်းရင်ဘဝဖြစ်လာတယ်ဆိုတဲ့အကြောင်းဆွေးနွေးကြတာဖြစ်ပါတယ်မှာကျွန်တော်တကယ်လေးနှလုံးပေါ့တကယ်နှလုံးကိုကျွန်တော်ဘိုးတိုင်ကြည့်ပြတယ်နော်အဲ့ဒါကျွန်တော်ဒီမှာတစ်ချီတမီတာတစ်လုံးသုံးထားတယ်နော်ဒီမှာကျွန်တော်ဘိုးစကေးမှာထားတာဘိုးစကေးမှာ DC ဘိုးစကေးကိုထားထားတယ် DC ဘိုးစကေးကိုထားထားပြီးတော့အော်ရယ် Panasonic တကယ်တစ်လုံးကျွန်တော်တိုင်လိုက်တယ်နည်းနည်းကိုလိုကလည်းဖြစ်သွားနော်ကြည့်ရပါလား နောက် Panasonic battery အစ်တစ်လုံးကိုကျွန်တော်ပို့တိုင်းလိုက်လေဒါကာယခက်လို့နော်ကျွန်တော်မိတ်ဆွေပါမြင်မယ်တော့1.6 volt 1.6 volt ကိုကျွန်တော် calculator မှာရေးထားလိုက်မယ်1.6နော်1.6 calculator ရ ampere blue တိုင်းမှာလေ ampere blue တိုင်းမှာကျွန်တော်ဖြတ်တိုင်းပြမယ်နော်အဲ့တော့ဒီလိုတင်းတင်းလေးဆိုရင်ကျွန်တော် ampere တိုင်းလို့ရတယ် ဟိုကျွန်တော်တို့ဆိုလာဟိုဝအကြီးတွေဘက်ထရီဝအကြီးတွေမှာကားဘက်ထရီတော့မှ MP ရသွားပြီးတော့ကျွန်တော်အခုတိုင်းတဲ့ပုံစံမျိုးတော့တိုင်းလို့မရအောင်လက်မြန်ရရတယ်လက်မြန်ရတယ်မြန်မြန်ကြည့်ရတယ်တိုင်းကြည့်ပြီးတော့ဟိုဒါလေးကဒီလိုပါလားဆိုတော့ကြည့်နေချိန်မှာမီတာကျော်မီလောင်ဝိုင်းတန်းတို့အဲ့လက်မြန်ရတယ်အဲ့တော့ကျွန်တော်မီတာကိုဘယ်လိုရွှေ့လိုက်မလဲ MP တိုင်းဖို့ပဲစကေးကိုကျွန်တော်ရွှေ့လိုက်မယ်ကြိုးတွေပဲရွှေ့လိုက်မယ်နော်ကြိုးတွေပဲရွှေ့လိုက်မယ်ပြီးလို့ရှိရင် MP ဘက်ကိုကျွန်တော်ဖလှယ်လိုက်မယ် တော့ short တိုက်တယ်လို့ပဲ short တိုက်လို့သေးလို့လို့လို့ရအောင်နော်ကြီးလို့လို့မရအောင်ကြီးလို့လို့မရအောင်လက်မြန်ရတယ် short တိုက်လို့ပဲကျွန်တော်ကင်ထားလိုက်တယ်ကင်ထားလိုက်ပြီးတော့ဒီမှာကျွန်တော်မိတ်ဆွေကြီးလိုက် AMR ဘယ်လောက်လဲမှာနော်2.6ဆောင်ရှိတယ်အခုကျွန်တော်လက်ထက်မှာပူနေပြီပူနေပြီ2.6ကိုလွှတ်ချလိုက်ရပြီပူနေမခံနိုင်တော့2.6မှတ်ထားပြီမှာနော်အမြောင်2.6အဲ့တော့4.16 watt အဲ့ဒီ ပန်နယ်ဆောင်းတဲ့ခဲလေးမှာပါတဲ့ watt က4.16 watt ပါပါတယ်5 watt နီးပါပေါ့နော်အဲ့တော့ဒီမှာနောက်ထပ်ခွန်သုံးလုံးတခဲတစ်လုံးရှိတယ်ခွန်သုံးလုံးတခဲတစ်လုံးကိုကျွန်တော်ဖုန်းနံပါတ်တိုင်းပြပါမယ်အဖုန်းနံပါတ်တိုင်းပြဖို့ဆိုတော့ကျွန်တော်သုံးထားတဲ့မီတာကို boost key belt ကိုပြန်ရွှေ့လိုက်တယ်နော် boost key belt ကိုပြန်ရွှေ့လိုက်တယ်မီတာတိုင်းကြည့်တယ်ဘိုးရှိတဲ့အကြောင်းကျွန်တော်ပြပါမယ် ဟုတ်ရှိတယ်ဟင်းကျောင်းလေးကကန်ရတာနည်းနည်းအခက်ခဲရှိနေလို့အော်1.4 volt 1.4 volt ပြီးကျွန်တော်ကယ်ကူလီတာမှာမှတ်လိုက်မယ်1.4 volt အဲ့တော့ပြီးတော့ ampere ဘယ်လောက်ရှိလဲဆိုတော့ဆော့ဆော့လိုပဲရွှေ့လိုက်မယ်နော် scale ကိုရွှေ့လိုက်တော့မယ်ကျောင်းမေးရွှေ့တီမီတာဖြစ်ပါလိမ့်မယ်ရွှေ့တယ်ခဲကိုကျွန်တော်တိုင်းလိုက်တယ် ဒီမှာလည်း AMPR လေးနည်းနည်းရှိရနော်1.6 AMPR လေး1.6 AMPR လေးအားမကုန်သေးဘူးနော်အဲ့တော့ဆိုတော့1.44နဲ့1.6 AMPR လေးကိုမြှောက်လိုက်တယ်အဲ့တော့2.24 watt ပေါ့နော်အဲ့တော့ဒီတက်ကလေးနှလုံးမှာတစ်လုံးကအသစ်ဖြစ်တဲ့အတွက်5 watt ရှိတယ်ဒီကော2.24ဆိုတော့2 watt လေးပါရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ AMPR ကြီးနေကြတော့ဒီလိုတော့လုပ်လို့မရဘူး ဘယ်လိုသွားလို့ရှိရင်လက်ထဲမှာလည်းဒီမီတာချိုးမီးတောင်ဝါမယ်ကိုတော့လည်းအန်ဒီရရှိတယ်ဘက်ထရီကြီးလည်းရှော့ချပြီးတော့ပောက်ကွဲသွားနိုင်တယ်အဲ့တော့ကျွန်တော်ဘာလုပ်ပေးရလဲဆိုတော့ကလပ်မီတာနဲ့တိုင်ရမယ်အဲ့ကျွန်တော်မိတ်ဆွေတွေကိုဘက်ထရီအကြီးတွေကို DC ကလပ်မီတာနဲ့ဘယ်လိုတိုင်ရလဲဆိုတဲ့အကြောင်းကိုကျွန်တော်ဆွေးနွေးကြည့်မယ်နော်အော်ဒါတွေကတော့ကျွန်တော်တို့လုပ်ငန်း၃၃အိမ်၃ဘက်ထရီအကြီးတွေပေါ့နော်50တဘူရှိတယ်300ဘူ50တဘူရှိတယ်150ဘူဒီကောင်ကြီးမှာစီးနေအောင်စောစောလေးမျိုးသွားပြီးတော့ဒီတာနဲ့တိုင်လို့မရအောင် ဲ့ခါကျတော့ကျွန်တော် DC ကလပ်မီတာဒါ DC ကလပ်မီတာနော်ဘာလို့လဲ show မေးဆိုရကျွန်တော်ဟာတဲ့ကလပ်မီတာနဲ့ DC ကိုတိုင်းပြရတယ် solar ကိုတိုင်းပြရတယ်မှန်မှမလားတဲ့ DC ကလပ်မီတာရှိတယ်ဒီမှာ DC 60 ampere AC DC တိုင်းလို့ရတယ်60 ampere AC DC တိုင်းလို့ရတယ်ဒီကလပ်မီတာဒါကျွန်တော်တို့ DC နဲ့တုံးပြီးတော့တိုင်းတယ် ampere ဖြတ်တိုင်းတယ်တုံးတယ်တခြားဘာမှမတုံးဘူးပြန်ပြောပြောတခြားဘာမှမတုံးဘူးကလပ်မီတာ DC ampere တိုင်းတာတစ်ခုပဲကျွန်တော်တို့ဖြတ်တိုင်းလိုက် ဒီလိုကင်ထားပြီးမှမဟုတ်လို့ရှင်အမှန်ပြောင်းနော်ရလား၄၉အော်၅၅ရင်ပြအခု inverter ပါလုံးနေလဲဆိုရင် inverter ၃၅ရင်ပြအဲ့ဒါမျိုးစောစောလိုမျိုးကျွန်တော်တော့ဖြတ်တိုင်းရင်အဲ့ကောမိလောင်သွားလိမ့်မယ်ချက်ချင်းမိလောင်သွားလိမ့်မယ်လူလဲအန်ရရှိမယ်တခါတင် battery တွေပါ short ချပြီးတော့ BMS ပိတ်သွားနိုင်တယ်နော်ဒါကကျွန်တော်တို့ဒီမှာဆိုရင်၅၅ရင်ပြဆွဲနေတယ်အဲ့တော့50တဘုံနဲ့မြှောက်လိုက်ရင်ဘယ်လောက်ဖြစ်မလဲကယ်ကူလေတာလေးချက်လိုက်ရင်ဒီနေ့ဖုန်းခဏပြန် အဲ့တော့ 55mb နဲ့ဟိုမှာရှိနေ50တဘုံနဲ့မြှောက်လိုက်အဲဟုတ်ပြီနော်ဒါ 55mb နဲ့55အကျိုးရလားမသိတော့အမြောင်55 ampere မြောင်51တာသမာ2ခုဘလောက်ဝတ်ဆွဲနေဆိုတော့868ဝတ်ဒီကနေဆွဲထုတ်အဲအဲ့ဒါကိုကျွန်တော်တို့ကဖတ်တာပါနော်အဲ့တော့ဒါကတော့ DC ဘိုင်းတိုင်းတာပေါ့ AC ဘိုင်းတိုင်းရင် inverter ထွက်မှတိုင်းရမှာ